internet line ရေရုပ်တရက်ပြတ်တောက်သွားရင်ကို wallet တွေက crypto တွေဘာဖြစ်သွားမလဲဆိုတာသိချင်ကြမှာပါဒီအကြောင်းကိုလွတ်လည်ကိုကိုနှားလည်သွားအောင်ရှင်းပြပေးပါမယ်ပထမဆုံးနဲ့အရေးကြီးဆုံး check ကတော့ internet ပြတ်သွားလေကိုရဲ့ crypto တွေကဘယ်မှမရောက်သွားပါဘူးကိုပိုင်ဆိုင်မှုတွေက blockchain ပေါ်မှာပဲမတန်တင်ထားပြီးသားပါအဲ့ဒီစရင်ကိုဘသူမှဖြတ်လို့မရပါဘူးခုမှအဲ့ဒီ crypto ကိုပိုင်ဆိုင်ချောင်းပြတဲ့ private key ရှိနေသေးပြီးအဲ့ဒါတွေကကို့အပိုင်မှာပဲ။ အဲ့ဒီတော့အင်တာနက်ပြတ်သွားတာက blockchain နဲ့ခဏအဆက်အသွယ်ပြတ်သွားသလိုပါပဲ blockchain နဲ့ကဘာကိုမှ ပြောင်းလဲလို့မရပါဘူးအင်တာနက်ပြန်ဆေးဆက်မိတဲ့အခါမှာအရင်အတိုင်းပဲပြန်ပေါ်လာမှာဖြစ်ပါတယ်ဒါဆို wallet နဲ့ exchange တွေဘာဖြစ်သွားမလဲဆိုတာကိုဆက်ကြည့်ရအောင်ဖုန်းထဲက app တွေ၊ computer ပေါ်က website တွေမှာသုံးတဲ့ wallet တွေက internet ရှိမှအလုပ်လုပ်ပါရယ်။ internet မရှိရင် လက်ကျန်ဝေးစစ်လို့မရသလိုတခြားကိုလည်းလွှဲလို့မရတော့ပါဘူး။ အလွန်ဆုံးအရင်ကနောက်ဆုံးသိထားတဲ့ balance ကို ပြတာမျိုးပဲရှိနိုင်ပါတယ်။တကယ်တမ်းတော့မီးမရှိတဲ့ ATM ဆက်ချီလိုပါပဲ။ဘာမှသုံးစားလို့တော့မရပါဘူး။ဒါက USB stick လိုမျိုးကစ္စည်းလေးနဲ့ကိုယ့်ရဲ့ private key ကို internet နဲ့လုံးဝမချိတ်ဆက်ပဲတီးတန့်သိမ်းထားတာပါ။ ။အင်တာနက်ပြတ်တောက်နေစီမှာတော့ကိုယ့်ရဲ့ပိုင်စားမှုတွေကလုံးဝလုံးစုံနေမှာဖြစ်ပါတယ်။ဒါပေမဲ့ငွေလွှဲမှုထုတ်လုပ်ချင်ရင်တော့အင်တာနက်ပြန်ရတဲ့အချိန်မှာကွန်ပျူတာဒါမှမဟုတ်ဖုန်းနဲ့ပြန်ချိန်ပြီးမှသုံးလို့ရမှာပါ။ဘီကန်တက်တာရဲ့ပတ်စံထည့်တင်ထားသလိုပါပဲ။လုံဆုံးမိမဲ့သုံးချင်ရင်တော့တက်တာဖွင့်ပြီးတော့ online ပြန်တက်ရမှာပါ။ဒါကတော့ကိုယ့်ရဲ့ private key ကိုဆိုင်ရပေါ်မှာရေးပြီးတော့တင်ထားတာပါ။သူကလည်း offline တဲမှာပဲရှိနေတော့ပို့ပြီးတော့လုံချုံပါရဲ။ သုံးစင်တဲ့အခါကျမှအင်တာနက်ပြန်ရတဲ့အချိန်မှာအဲ့ဒီ key ကို software wallet တစ်ခုခုရဲ့ရိုက်ထည့်ပြီးတော့သုံးရမှာဖြစ်ပါတယ်။ crypto တွေကို exchange တွေပေါ်မှာထားရဆိုရင်တစ်ခုတည်းထားရမှာကကိုက private key ကိုမပိုင်ပါဘူး။ exchange ကပိုင်တာပါ။အင်တာနက်ခက်သွားရင် exchange တွေကိုလုံးဝဝင်လို့မရတော့ပါဘူး။ကိုပိုင်ဆိုင်မှုတွေက exchange ရဲ့စီရင်ထဲမှာရှိနေတော့မှပဲဒါပေမဲ့ကိုကိုအပြင်ကနေတော့ခတ်ထားသလိုပါပဲ ဒါကပို့ပြီးတော့အန်တီရများပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ crypto ကို ကိုယ်တိုင်ထိန်းချုပ်နိုင်ခွင့်မရှိဘဲနဲ့ exchange ကိုပဲယုံကြည်နေရလို့ပါ။ကိုယ့်ထေသတစ်ခုရဲ့မှာပဲ internet ပြတ်သွားတာဆိုရင်ကမ္ဘာ crypto ဈေးကွက်ကသူ့ဟာသူဆက်ပြီးတော့လေပတ်နေအောင်မှဖြစ်ပါတယ်။ဒီတော့ဈေးတွေအများကြီးရုတ်တရက်ထိုးတက်တာထိုးကြတာမျိုးတွေရှိမှမဟုတ်ပါဘူး။ ကိုကအယောင်းဝယ်လို့လို့မရတာပဲရှိမှာပါ။ဒါပေမဲ့ crypto to form အများကြီးလုပ်တဲ့နိုင်ငံကြီးတနိုင်ငံလုံး internet ပြတ်သွားရင်တော့ဈေးကွက်ကိုထိခိုက်နိုင်ပါတယ်။အမမ၂၀၂၂ခုနှစ်တုန်းက Bitcoin 2.0ရဲ့ဆက်ရှိရာခိုင်နှုန်းလောက်ရှိတဲ့ ကာဇက်စတန်နိုင်ငံမှာအင်တာနက်ချက်ချလိုက်တော့ Bitcoin 2.9စွန်း14ရာခိုင်နှုန်းလောက်ကျသွားပြီးတော့ဈေးနှုန်းလည်းဒေါ်လာ count ကြီးကျဆင်းသွားခဲ့ပါတယ်။ဒါကကြီးမားတဲ့ပြတ်တောက်မှုတွေကဈေးနှုန်းကိုခဏတာကျဆင်းစေနိုင်တယ်ဆိုတာကိုပြပါတယ်။နောက်ပြီးတော့အင်တာနက်ကြတော့မှုကဂျန်နဲ့ချပြီးတော့ရှားသွားရင်တော့လူတွေရဲ့ယုံကြည်မှုကျဆင်းလာနိုင်ပါတယ်။အင်တာနက်ပြန်ရတဲ့အချိန်မှာအလန့်တစားရောင်းချတဲ့သူတွေများလာပြီးတော့ဈေးကျနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ ဒါကိုအနည်းချက်ပြီးတော့ပြောရရင် internet ပြတ်တော့သွားရင်တော့ private key ရှိနေတဲ့ရေကိုယ့်ရဲ့ crypto ကကိုယ့်အပိုင်မှာပဲလုံးလုံးမရတော့တာကအဲ့ဒါကိုကြည့်တာနဲ့သုံးဆွဲရပါ hot wallet နဲ့ exchange တွေကရတန့်သွားပြီးတော့ cold wallet တွေကတော့ပိုင်ဆိုင်မှုတွေကိုလုံးလုံးချုံချုံဆက်ထိန်ထိန်ပြထားပါလိမ့်မယ်။ဈေးနှုန်းကအကျက်တောက်ဖြစ်တဲ့အတိုင်းတာပုံမူတည်ပြီးတော့အနှဲငယ်လောက်ခံနိုင်နေဆိုပေမဲ့ကိုယ့်ရဲ့ crypto တွေကတော့ blockchain စီးရင်ထဲမှာဘယ်မှထွက်မပြေးဘဲနဲ့ကိုယ့် internet ပြန်ချိတ်ဆက်မဲ့အချိန်ကိုစောင့်နေမှာဖြစ်ပါတယ်။ဒါလို့ဆိုလို့ရှိရင်တော့ internet ပြတ်တောက်သွားတဲ့အခါမှာကိုယ့်ရဲ့ crypto တွေဘာဖြစ်သွားမလဲဆိုတာကိုသိသားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ crypto trading ကိုစိတ်ဝင်စားရဆိုပေမဲ့ trading လုပ်ဖို့အတွက် exchange account တခုမရှိသေးဘူးဆိုရင်တော့ကမ္ဘာပေါ်မှာလူသုံးအများဆုံး crypto exchange ဖြစ်တဲ့ Binance မှာ account ဖွင့်လို့ရပါတယ်။ Binance account ဖွင့်တဲ့အခါမှာအခုပြထားတဲ့ crypto market referral code ကိုသုံးပြီးတော့ account ဖွင့်ရင် Binance ပေါ်မှာ crypto တွေအများအဝယ်လောက်တိုင်းပေးရတဲ့ trading fees ရဲ့20%ကိုတသက်သွား discount ရမယ်အပြင် crypto market ကနေပြီးတော့လုပ်ပေးထားတဲ့ trading အတွက်တကယ်ကိုအရေးပါတဲ့ market analysis တွေ signary up to date news တွေကို တင်ပေးနေတဲ့ VIP Crew Asset နဲ့ FIV တိတက် exclusive giveaway တွေကိုရနိုင်ပါသေးရယ်ဆိုတော့ Binance account ကိုဒီကိုလေးဖွင့်ပြီးတော့သုံးဖို့မမေ့ပါနဲ့နော်ဆိုတော့ဒီနေ့ video ဒီကတော့ထလာပါပဲ crypto mate ba.video မှာပြန်တွေ့ရဖို့